မင်္ဂလာပါရှင်ခိသတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အဖြစ်ခက်ရဲစဲကြောင့်ထုတ်ပြန်ပြီးနောက်ကြောက်ဖြူတွင်စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုဆက်လက်ပြုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီသည်ဇွန်လ၁ရက်နေ့မှ30ရက်နေ့အထိယာယီပစ်ခတ်တိုက်ခိုက်မှုရဲစဲကြောင့်ထုတ်ပြန်ပြီးနောက်ကြောက်ဖြူမြို့နယ်အတွင်းလက်နက်ကြီးဖြင့်ပစ်ခတ်မှုများကိုဆက်လက်ပြုလုပ်နေသည်ဟုသတင်းရရှိပါတယ် ကျောက်ပြူဒေသခံအမျိုးသမီးကစိတ်ကောင်းစီဘက်ကတော့အပြစ်ရကာလမပြောနဲ့နေတိုင်းပြစ်တယ်ရဲတရင်ကလည်းပြစ်တယ်ပိုလို့တောင်ပြစ်တယ်လို့ပြောလို့ရတယ်။ဓညဝရီရေတက်ဌာနချုပ်ကနေပိုပြစ်တယ်မိုးတအားရွာနေတော့ဒရုန်းနဲ့တော့မပြစ်သေးဘူးနေပူရင်ပြစ်တယ်ဟုပြောပါတယ်။ရက်ခိုင်ပြီးကျောက်ပြူမျိုးတွင်ဖြစ်ပွားနေသောတိုက်ပွဲတွင်အရက်ကတက်တော်ကထိုးစစ်ကိုယာယီရနာချပုံရပြီးစစ်ကောင်စီကင်းစခန်းများကိုကြားထိုးတိုက်ခိုက်ခြင်းအမှတ်32ရဲတရင်ကိုတိုက်ခိုက်ခြင်းများကိုမတွေ့ရတော့ဟုသူမကပြောဆိုပါတယ်။ အေအေဘက်ကထိုးစစ်စင်တာကိုရင်နာထားလိုက်တယ်ထင်တယ်တိုက်ပွဲဖြစ်တယ်မကြားရဘူးလက်နက်ကြီးပစ်တံတွေကိုပဲကြားရတယ်အပြစ်ခတ်ရက်စဲထားပေမဲ့လက်နက်ကြီးနဲ့ပြစ်ခတ်နေတာတော့မလုပ်သင့်တော့ဘူးလို့ထင်ပါတယ်ဟုသူမကပြောပါတယ်လက်နက်ကြီးများဖြင့်ပြစ်ခတ်နေသောနေရာများမှာကြောက်ဖြူမျိုးနဲ့ တစ်ပုတ်တောင်အတွက်အခြေစိုက်ထားသည့်ဓညဝရီရေတပ်ဌာနချုပ်နှင့်အမှတ်32ရေတပ်ရင်းများဖြစ်သည်ဟုစစ်ရေးတရင်ရင်းမြစ်တအူကသတင်းဌာနသို့ပြောပါရယ်။ AA ကထိုးစစ်လည်းမရှိလက်နက်လည်းမပြဖို့တိုက်ပွဲတွေလည်းရပ်ထားတဲ့စစ်ကောင်စီဘက်ကသာ AA ကိုကြောက်တာ ကြောက်စိတ်လွန်ခဲ့ပြီးလက်နဲ့ကြီးနဲ့ပြစ်နေတာအေးအေးလာတိုက်မလားဆိုပြီးကြောက်နေကတော့မဲမဲမြင်သမျှကိုပြစ်နေတဲ့သဘောဖြစ်နေတယ်ဟုပြောပါတယ်စစ်ကောင်စီအပြစ်ရကာလကိုမယုံသဖြင့်ပြည်သူများမှအပြစ်ရစဲကြောင့်ကြီးညာထားတော့လေအတော်လာမပြုတ်လို့ရဲဟုကြောက်ဖြူဒေတာကန်စစ်ဆောင်အမျိုးသားတအူးကသတင်းဌာနသို့ပြောပါတယ်တလတာရက်လိုက်တယ်ဆိုပေမဲ့လက်နဲ့ကြီးတွေပြစ်နေတော့ရွာတွေပါရီမပြန့်ရဲသေးဘူးရွာမှာမနေပေမဲ့ရွာအခြေအနေတွေသွားကြည့်ပေမဲ့မသွားရဲဘူး ဟိုတလောကလည်းအပြစ်ရထားတဲ့အချိန်မှာပဲလက်ခမော်ရွာကို drone နဲ့ကျဲလို့ရွာထဲမှာရှိတဲ့ဒေသခံအမျိုးသမီး၃ဦးသေသွားတယ်ဟုပြောသည်။ပြီးခဲ့သည့် April နှစ်မေလအတွင်းကလည်းစစ်ကောင်စီနဲ့ညီနောင်မဟာမိတ်၃ဖွဲ့ AA, TNLA, MNDAA အပြစ်ခတ်ရထားသည့်ကာလနှစ်လတာအတွင်းစစ်ကောင်စီဘက်မှစစ်လက်နက်အင်အားဖြည့်တင်ခြင်း၊စစ်ကြောင်းထိုးခြင်း၊လက်နက်ကြီးကြီးများပစ်ခတ်ခြင်း၊ကာကင်စခန်းများတိုးချဲ့ခြင်းစသည့်စစ်ဖက်ရေးရာတွင်ပုံမှုလှုပ်ရှားပြီးအခွင့်အရေးတအားပြုလုပ်ခဲ့သည်ဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါရသည်။ စစ်ကောင်စီဘက်မှဇွန်လ၁ရက်နေ့မှ30ရက်နေ့အထိအပြည့်ခတ်ရက်စဲရီကာလတလထက်တိုးခဲ့တယ်လို့ညီနောင်မဟာမိတ်၃ဘွဲ့မှလည်းဇွန်လ၂ရက်နေ့မှ31ရက်နေ့အထိနောက်ထပ်အပြည့်ရက်ကာလတလတိုးမြင့်ကြောင်းထုတ်ပြန်ထားပါတယ် ညီနောင်မဟာမိတ်၃ဘွဲ့၏ထုတ်ပြန်ချက်တွင်ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍မိမိတို့ညီနောင်မဟာမိတ်၃ဘွဲ့နှင့်ဆက်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုမိမိခုခံကာကွယ်သောတုံ့ပြန်မှုမျိုးမှလွှဲ၍မိမိတို့ဘက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းအတိပေးထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးငှက်ကင်မရရင်ငှက်တိုက်ကိုဖြိုပြမယ် FPV ဒရုန်းသို့မဟုတ်ခေတ်စ်စစ်ပွဲတွေရဲ့အထူးကလက်နက်တစ်ခုဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။လက်ရှိမှာဖြစ်ပွားနေတဲ့ခေတ်စ်စစ်ပွဲတွေမှာငွေကြေးကုန်ကျမှုများတဲ့တိုက်လေရင်တွေရဲ့အခန်းကဏ္ဍဟာအရေးပါနေဆဲဖြစ်ပေမယ့်ငွေကုန်ကြေးကျသက်သာပြီးကင်တွေရတာလွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ကဏ္ဍဟာလည်းအလုံးအရေးပါလာပြီးအထူးသဖြင့်ပြည်ပခဖြစ်ရာဒေသတွေမှာအပြိုင်ဆိုင်အသုံးပြုလာကြပြီးပဲဖြစ်ပါတယ်။ FPV drone တွေဟာငှက်ကင်မရရင်တောင်ငှက်တိုက်တွေကိုဖြိုနိုင်တယ်ဆိုတာကို FPV drone တွေကိုအသုံးပြုပြီးယူကရိန်းကရုရှားကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကမိမောင်းထုတ်ပြနေပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာယူကရိန်းကရုရှားရဲ့မဟာဗျူဟာဘုံကျဲလေရင်တွေအပါအဝင်လေရင်လေးဆက်တစ်စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေကနေဖော်ပြကြပါတယ်။ပျက်စီးမှုတွေထဲမှာရုရှားရဲ့ဗျူဟာမြောက်စစ်လေရင်တွေဖြစ်တဲ့ TU-95, TU-22M, ဘုံကျဲလေရင်တွေနဲ့ A-50 ထောက်လန်းရေးလေရင်တွေပါဝင်ပြီးရုရှားအနေနဲ့ဒေါ်လာ9ဘီလီယံ၊ရူရို6.1ဘီလီယံခန့်ဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုကြပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဒီစစ်စင်ရေးကိုအချိန်တနည်းခွဲကကြိုတင်ပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုထားပါတယ်။ယူကရိန်းစစ်တပ်ဟာနိုင်ငံတွင်းလေယာဉ်ကွင်းတွေမှာ FPV drone တွေကိုညံရီတု AI စနစ်ထည့်သွင်းလေ့ကျင့်ခဲ့ပြီးလက်တွေ့အစီအမပြေမှာအဆိုပါ drone တွေကိုပြစ်မှတ်တွေစီအချိန်နဲ့အသေးခံတိုင်းပင်ထိုးတိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ယူကရိန်းမီဒီယာတွေကဆိုပါတယ်။ ဒရုန်းတွေကိုတစ်သားကွန်တိန်နာတွေထဲထည့်သွင်းကပြစ်မှတ်တွေအနည်းထိကုန်ကားတွေကိုမောင်းနှင်စေပြီးမှထိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့အတွက်ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်အလုံးမဖြစ်တော့ဘူးလို့ဆိုကြတာပါ FVB ဆိုတာဟာ first person view ကို ဆိုလိုတာဖြစ်ပြီး smartphone tablet တွေရဲ့ screen ကနေမြင်ကွင်းတွေကိုမြင်ရတာမျိုးမဟုတ်ပဲ FPV ကားကိုတက်ဆင်ပြီး drone နဲ့ဝင်ထိုင်နေတဲ့လိုမျိုးမြင်ရတယ်လို့မြင်ရတာကို first person view လို့ခေါ်တာဖြစ်ပါတယ် ။လွန်ခဲ့တဲ့နှစ်တွေမှာတော့ဒရုန်းဝါသနာရှင်တွေက FPV ဒရုန်းတွေကိုအပျော်တမ်းဒရုန်းပြိုင်ပွဲတွေမှာအသုံးပြုခဲ့ကြပြီးကင်မရာတွေနဲ့ဒရုန်းနည်းပညာတိုးတက်လာတဲ့အခါမှာတော့ရိုက်ကူးရေးတွေမှာပါ FPV ဒရုန်းတွေကိုသုံးလာခဲ့ကြတာဖြစ်ပါတယ်။သမတ်ရိုးချက်ဒရုန်းနဲ့မတူပဲ FPV ဒရုန်းတွေရဲ့အားသာချက်တွေကတော့ ြန်တမ်းရလွယ်ကိုအောင်အန္တရာယ်ကင်းအောင်ထိန်းထားတဲ့စနစ်တွေကိုပိတ်ထားပြီးမောင်းနေသူကဒရုန်းကိုစိတ်ကြိုက်ထိန်းချုပ်လို့ရတာကြောင့်အရေးပေါ်အခြေအနေတွေမှာအရှိန်နဲ့ရုတ်တရက်ကွေတာဂျွန်းထိုးတာမျိုးတွေကိုလှုပ်ဆောင်လို့ရတာပဲဖြစ်ပါတယ်။ FVB ဒရုန်းတစ်စင်းကိုကျွမ်းကျွမ်းကျဉ်ကျဉ်မောင်းနေနိုင်ဖို့ဆိုရင်လေ့ကျင့်ချိန်ဟာလနဲ့ချီပြီးလိုအပ်မှာဖြစ်ပါတယ်။ လက်ရှိချိန်မှာငွေကုန်ကြေးကျများပြီးဝယ်ယူရခက်ခဲတဲ့လေရင်ပစ်လက်နက်တွေတက်စားရင် FPV drone တွေကိုဘလို့အကျိုးရှိရှိအသုံးချမလဲဆိုတာကိုလေ့လာပြင်ဆင်နေကြောင်းတော်လန်ရေးအဖွဲ့အချို့ကလည်းဆိုပါတယ်။ FPV drone တွေကတစ်စင်းကိုဒေါ်လာ900 တထောင်လောက်နဲ့စတင်ဝယ်ယူနိုင်တာကြောင့်ဈေးသက်သာတယ်ပြောနိုင်တယ်။ပြည်မှတ်တွေကိုတိတိကျကျတိုက်ခိုင်းနိုင်တယ်။ဒါကြောင့်အခုဆိုရင်စစ်ပွဲအတွင်းထိခိုက်ပျက်စီးမှုတော်တော်များများက FPV drone တွေကြောင့်ဖြစ်လာတယ်။ FPV drone တွေပြည်မှတ်ထားတာမှာခြေလျင်စစ်တီတန်ချက်ကရင်ဘန်ကာ၊ရေချောင်းကာကွယ်ရေးစနစ်တွေတာမှာက drone အချင်းချင်းအနှိမ့်ပြန်ရဟတ်ရင်တွေအထိပါဝင်နေပါတယ်။ ။အားနဲ့ချက်တချို့ရှိပေမဲ့ဒေါ်လာ900တထောင်လောက်သုံးပြီးတင်ဖြတ်ပဲ့ထိန်ဒုံးကြီးလို့စွမ်းရည်မျိုးရနိုင်တာကြောင့်အင်မတန်အသုံးဝင်တဲ့လက်နက်စနစ်တစ်ခုဖြစ်လာနိုင်ပါတယ်လို့စစ်ကောင်စီထံကနေသိမ်းပိုက်ရရှိခဲ့တဲ့လက်နက်တွေရဲ့အသုံးဝင်ပုံနဲ့ဆက်ဆက်အကြောင်းအရာတွေကိုညွှန်ဝေလေးရှိတယ်။ Tactical Raptor 2.0က FPV drone နဲ့အသုံးဝင်ပုံတွေကိုပြောပါရစေ။ ်အခုဆိုရင်တော့ရုရှားယူကရိန်းစစ်ပွဲတွေမှာကပဲမြန်မာနိုင်ငံကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေမှာလည်းနှစ်ဖက်လုံးက FPV drone တွေကိုတွင်တွင်ရဲရဲအသုံးပြုလာမယ်လို့ခန့်မှန်းမှုတွေလည်းရှိလာပါတယ်2029စစ်စင်ရေးမှာ drone တံကိုအလူးလဲခံခဲ့ရတဲ့စစ်ကောင်စီကလည်းသူတို့ရဲ့ drone စွမ်းရည်တွေမြင့်တင်လာတာကိုရှေ့တန်းစစ်မြေပြင်တွေမှာတွေ့မြင်လာရတာမို့တော်လန်ရေးအဖွဲ့တွေအနေနဲ့လည်း FPV drone နဲ့ drone နည်းပညာကိုပို့ပြီးအားစိုက်တင်တယ်လို့ပညာရှင်တချို့ကအကြံပြုကြပါတယ်။ ချက်ဒီကယ်ရပ်တာ2.0ကဆက်လက်ပြီးတော်လန်ရေးဒရုန်းတပ်ဖွဲ့တွေမှာလည်းသိအများကြီးတော့မဟုတ်သေးပေမဲ့ FPV ဒရုန်းသုံးနာတွေရှိပြီးသားပါ။ဒါပေမဲ့သုံးတဲ့ဖြစ်စဉ်တွေကိုလူလူကိုချပြလို့မရသေးတဲ့သဘောမျိုးတွေ့ရမှာပါ။ online ပေါ်ပြန့်နေလာတဲ့ video clip အရာဗမော်မှာပြတ်ကျသွားတဲ့ Sakasa MI70 ရဟယင်ဆိုရင် KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက FPV ဒရုန်းအသုံးပြုပြီးတိုက်ခိုက်ခဲ့တာလို့ပြောလို့ရပါတယ်။ FPV ဒရုန်းအတွက်လိုအပ်တဲ့ပစ္စည်းတွေကတာမန်အရက်သားဝယ်လို့ရတဲ့ပစ္စည်းတွေဖြစ်ပေမဲ့ငွေကြေးအခက်အခဲရှိတဲ့မြန်မာပြည်က င်းတော်လှန်ရေးအဖွဲ့တွေအတွက်တော့ဈေးကြီးနေုံမှာပါဒီလိုဈေးကြီးနေသည့်တိုင် FWB drone တွေဆိုတာထော်လန်ရေးအဖွဲ့တွေအားစိုက်တဲ့ကဏ္ဍတစ်ခုလို့မြင်ပါတယ်။ NUG အနေနဲ့လည်းကန့်သက်ချက်တွေများတဲ့လေရင်ပြည့်ဆိုတာထက် FWB drone လို့သုံးနိုင်ဖို့ပိုပြီးအင်အားစိုက်တင်ပါတယ်လို့လည်းအကြံပြုပြောဆိုပါတယ်။ FWB drone တွေဟာအညာမှာပုံကျဲနေတဲ့စက်တက်လေဒီတွေကိုသာမကစစ်ကောင်စီရဲ့ဘန်ကားတွေတန်ကြပ်ကားယာဉ်တွေထိကိုပါတိတိယောက်ယောက်တံပြန်တိုက်ခိုက်နိုင်စွမ်းရှိတာဖြစ်ပါတယ်။ သမတ် FPV drone တွေအပြင်စစ်ကောင်စီရဲ့ဂျမားတွေကိုဖျက်ဆီးပြီးသမတ်ရိုးကျ drone တွေဝင်လာနိုင်အောင်လမ်းကြောင်းဖွင့်ပေးတဲ့နေရာမှာ fiber optic FPV drone တွေကိုအနာဂတ်မှာအသုံးပြုလာနိုင်တယ်လို့လည်းဆိုပါတယ်။လေရင်ပစ်ဆိုတာကနိုင်ငံပေါင်းစုံကထိန်းချုပ်ထားတဲ့စစ်လက်နက်ပစ္စည်းဖြစ်တာကြောင့်ရရှိဖို့မလွယ်နိုင်ဘူး။ရမယ်ဆိုရင်လည်းတိုက်ပွဲချိန်ခွင်ရှာကိုပြောင်းပေးနိုင်လောက်အောင်လုံလောက်တဲ့အရေးအတွက်မရနိုင်တာသေးကြတယ်။ဒါကြောင့် drone ပညာကိုပို့ပြီးအားစိုက်တင်တယ်လို့မြန်ပါတယ်ဟု Tactical Radar 2.0ကထောက်ပြပြော ပါတယ်။အချုပ်အားဖြင့်ခေတ်သစ်စစ်ပွဲတွေမှာ FVP drone တွေဟာအရေးပါတဲ့နေရာကိုတိုးဝင်နေတာဟာအသေးစားပဲဖြစ်ပါတယ်။ထော်လန်ရေးအဖွဲ့တစ်ခုရဲ့ drone တပ်ဖွဲ့ဝင်တယောက်ကတော့သူတို့နဲ့စစ်ကောင်စီတပ်အကြား drone ပြိုင်ဆိုင်မှုပုံမှန်မြင့်တက်လာနိုင်ပေမယ့်စိတ်အားထက်သန်ပြီးထော်လန်လူငယ်တယောက်အနေနဲ့တော့ငှက်ကင်လို့မရရင်ငှက်တိုက်ကိုတော့ရအောင်ဖြိုဖျက်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။